င်္ဂလာပါကျွန်တော်ကတော့ဒေါက်တာအလုဆေဗန်ဖြစ်ပြီးချန်နိုင်းရှိအပါလိုစီယုံကြီးမှာအုံနောက်ယောဂအထူးကူအကြည်တန်းဆရာဝန်တူပါဒီနေ့မှာတော့ကျွန်တော်ဗာတီကိုမူဝေခြင်းအကြောင်းပြောပြချင်ပါတယ်ဗာတီကိုဆိုတာကယောဂတစ်ခုမဟုတ်ပါဘူးဒါကလက္ခဏာတစ်ခုပါအခြေခံအားဖြင့်လူတွေကစကားမျိုးမျိုးသုံးကြပါတယ်ချက်ကမူဝေခြင်းကောင်းလဲလဲလဲခြင်းမညီမျှမှုတစုံတစ်ယောက်ကတွန်းလိုက်တယ်လို့လှုပ်ရှားနေတယ်လို့ခံစားရလာပြီပါဗာတီကိုဆိုတာကတကယ်ပဲအရန်အစိုးဆုံးလက္ခဏာတစ်ခုပါ တိကျတဲ့အကြောင်းရင်းကိုရှာဖွေဖော်ထုတ်ရပါမယ်။အရေးကြီးတဲ့အကြောင်းရင်းတွေခုနှစ်ခုသို့မဟုတ်ရှစ်ခုလောက်ရှိပါတယ်။အကြောင်းရင်းကိုရှာတွေ့ပြီးတဲ့နောက်မှာတော့အဲ့ဒါကိုကုသရပါမယ်။အချို့ vertigo အမျိုးအစားများသည့်ရက်အနည်းငယ်အတွင်းပျောက်ကင်းနိုင်ပါသည်။ vertigo မျိုးအစားတချို့ကတော့ချုပ်တင်ကာကွယ်ရေးကုသမှုနဲ့တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ပါတယ်။ကျရှိတရှိနေတဲ့ကောင်းမှုခြင်းနဲ့ဆိုင်တဲ့ vestibular ပြဿနာရှိသူတွေကတော့ရုပ်ပိုင်းဆိုင်ရာကုထုံးစီစဉ်တွေကနေအလွန်ကျွံအကျိုးရှိနိုင်ပါတယ်။ ဒါကြောင့်ဘာတီကိုဆိုတာကုသနိုင်တဲ့တည်နာတစ်ခုပါအကောင်းဆုံးကတော့ဘာတီကိုကုသမှုစင်တာတစ်ခုထဲမှာအစုံလင်ဆုံးကုသမှုရနိုင်တဲ့နေရာကိုတွိုင်းရင်ပိုးအဆင်ပြေပါတယ်